အားလုံးပဲကျမ်းမာပေးခြင်းကြပါသေးဗျာအော်တိုဘာလ29ရက်နေ့နေကင်းပိုင်းမြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီမင်းတုံမြို့နယ်မှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရလို့ရဲမူကြီးကျော်စိုးဝင်းတွားကျွတ်သွားတဲ့အပြင်အပြင်းထန်တန်းရရှိတယ်လို့သိရပါတယ်။နောက်နိုင်ရကံကိုလမ်းဟောင်းဘက်ကထိုးစစ်ဆင်လာတဲ့စစ်ကြောင်း ပစီကြီးရွာမှာစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတယ်လို့သိရပါဗျ။နောက်ထွက်ပြေးသွားတဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတုန်းကစစ်သွုံမှန်တွေအလုံးဒီပါပြန်လဲဖမ်းဆီးရမိပါတယ်။နောက်ဒီစစ်ကော်မရှင်က တိတိန်ကနေတွန်းဆန်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးနေပါဗျ။မစ်ရှင်လုပ်ဖို့သွားတဲ့ PDF တွေနဲ့ဒီစစ်အုပ်စုလှည့်ခင်းကတွေ့ပြီးတော့တိုက်ပွဲဖြစ်တာမှာစစ်တပ်ကအကြဆုံးမှုတွေရှိပါတယ်။ နောက်မရယာကလေချောင်းရံကာကွယ်ရေးတပ်ကိုစစ်တပ်ကပြန်ရဖို့ကြိုးစားနေပါတယ်။နောက်ပြီးတော့ဒီ AOR မြစ်ကူးရတနာတိန်ခါတရာမိုင်းခွဲခံရပြီးတော့ကြိုးကြသွားပါတယ်ခင်ဗျာဒီသတင်းတွေကိုစုသည်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီမင်းတို့မျိုးနယ်မှာဒီစစ်ကောင်စီရဲ့ရင်တန်းကိုမိုင်းခွဲတိုက်ခိုက်ရမှာရဲမှူးကြီးတယောက်ဒီတွားတွေကျွတ်ထွက်သွားသလိုဒဏ်ရာပြင်းထန်ရလို့စိတ်ဝင်တင်ထားတယ်လို့သိရပါတယ်ဒီသတင်းကိုတင်ဆက်ချင်ပါတယ်ပထမဆုံးအနေနဲ့ ဒီမကွေးတိုင်းရဲမှူးကြီးကျော်စုဝင်းလိုက်ပါလာတဲ့ရင်နှတ်မှာမင်းတုံမျိုးနယ်မှာမိုင်းဆွဲတိုက်ခိုက်ခံပြီးတဲ့နောက်အဲ့ဒီရဲမှူးကြီးမှာတွားတွေကျွတ်ထွက်ပြီးတော့တခြားတန်ရာတွေလည်းပြင်းထန်ရရှိလို့စိတ်ယုံတင်ထားတယ်လို့ရဲဘက်သတင်းရင်းမြစ်တွေကပြောကြပါတယ်ခင်ဗျာဒီအောက်တိုဘာလ28ရက်နေ့မွန်လ12:50မိနစ်လောက်မှာပသိမ်မုံရွာလမ်းပေါ်မှာမင်းတုံမျိုးဘက်ကနေပြီးတော့ဝင်းတွင် ကျေးရွာဘက်ကိုမောင်းတင်လာတဲ့မကွေးတိုင်းရဲမှူးကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ကားလေးစီးပါရင်နှံကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီမကွေးတိုင်းရဲမှူးကြီးမှာရဲလုံငန်းစစ်စေးရေးအတွက်နယ်မြေကိုဆင်းပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပါတယ်လက်တလို့ရဲမှူးကြီးစိုးဝင်းမှာတွားတွေကျွတ်ထွက်သွားပြီးတော့ဒဏ်ရာအပြင်းထန်လဲရရှိတယ်လို့သိရပါတယ်ခင်ဗျာ တိုင်ရဲမကြီးကျော်စိုးဝင်းကတော့ဒဏ်ရာပြင်းထန်ရသွားတယ်လောလောဆယ်တော့မင်းတုံးကနေပြီကိုတိုက်ရိုက်မောင်းသွားပြီးတော့ပြီမှာရှိတဲ့စစ်စေးယုံမှာလို့တော့သိရတယ်အသက်အန္တရာယ်ဆိုရင်ရတယ်လည်းသိရတယ်တွားတွေပါကျွတ်ထွက်ကုန်တာလို့ရဲဘက်တရင်ရင်မြစ်ကပြောဆိုတာပါဒီအဲ့ဒီရဲမကြီးကျော်စိုးဝင်းလိုက်ပါလာတဲ့ရင်နန်းကို တက်ခိုက်တာမှာဖိုးဝီကားတစ်စီးဟာမိုင်းထိမှန်ပြီးတော့မောင်းပြေးသွားတာအဲ့ဒီကားကိုဒီတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံပစ်ခတ်တက်ခိုက်ခဲ့ပါတယ် အဲ့ဒီနောက်ကားပေါ်ပါလာတဲ့စစ်သားတွေက မိုင်းထိမှန်ထားတဲ့ကားကိုရပ်ထားခဲ့ပြီးတော့ထိခိုက်ဒဏ်ရတာတွေကိုကြံကားသုံးသီးပေါ်တင်ဆောင်ပြီးထွက်ပြေးမောင်းနေသွားတာလို့သိရပါတယ်ခင်ဗျာအဲ့ဒီရဲမိုးကြီးကျော်စိုးဝင်းရဲ့ကားတန်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်ကမျက်မြင်၄ဦးထိခိုက်သေဆုံးနိုင်ပြီးတော့သူတို့စီကနေပြီးတော့ခွန်ဒသမ6နှစ်ကြီး88တောင်းဂျီ3ဂျီ24တောင်းကားပန်းကြီး18တောင်းစစ်သုံးဆောင်ပစ္စည်းတချို့နဲ့ငွေသား3သိန်းကျပ်တို့ကိုတင်စီရမိခဲ့က ၎င်းတို့ထားခဲ့တဲ့ကားတစ်စီးကိုလည်းမိရှုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဒီအဲ့ဒီတိုက်ခိုက်မှုကိုတရက်ခန့်အမှတ်၄တရင်ကဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်က မင်းတုံမြို့အဝင်၅မိုင်စစ်ဆေးကိတ်ကနေတဆင့်လက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့ပြီးမလဲတော်လိုင်းရဲဘော်တွေကတော့အထူးကမရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ဒေသခံပြည်သူတွေနဲ့ခေးသွားပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ရန်ကားနေမှုတွေကိုဂရုစိုက်နေထိုင်တော်လာကြဖို့ တရက်ခိုင်အမှတ်၄တက်ရင်ကတည်ပြီးထားပါတယ်ခင်ဗျာကဲနောက်ထပ်တရင်ကောင်းတစ်ခုတင်ဆက်ချင်ပါတယ်အဲ့ဒါကတော့နိုင်ရကန်ကိုလန်ဟောင်းဘက်ကထိုးသစ်ဆင်လာတဲ့စစ်ကြောင်းပစီကြီးရွာနားမှာစစ်ကြောင်းတစ်ခုလုံးပြုတ်ထွက်သွားတယ်လို့သိရပါတယ်ဒီအောက်တိုဘာ28ရက်နေ့ကနိုင်ကန်လေချောင်းရံကဝေးစကန်းကိုလမ်းဟောင်းလမ်းသစ်နှစ်ခုအသုံးပြုပြီးတော့စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲကထိုးသစ်ဆင်လာခဲ့တာလို့သိရပါဗျာခင်ဗျာ အဲ့ဒီထိုးစစ်ဆင်လာရမှာကပ္ပဆ14နဲ့ဇင်ပြုံးရွာစခန်းကနေပြီးတော့လမ်းဟောင်းအတိုင်းပထမစစ်ကြောင်းကအင်အား200လောက်ထိုးစစ်ဆင်လာပါတယ်တချိန်တည်းမှာပဲဒီအင်အား100ကျော်လောက်ပါတဲ့စစ်ကြောင်းတစ်ကြောင်းကလည်းရှေ့စစ်နောက်စစ်လမ်းသစ်ဘက်ကထိုးစစ်ဆင်လာကြတာပါအဲ့ဒီပထမစစ်ကြောင်းနဲ့အေအေတို့ဟာဒီပစီကြေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့စစ်တပ်ဘက်ကအကြဆုံးများပြီးတော့စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေကပြောဆိုကြပါတယ် ကပ္ပစ14ဘက်ကတက်လာတာပါပထမစစ်ကြောင်200လောက်တော့ရှိမယ်ပဇီရွာနားမှာအကုန်ကျသွားပြီစစ်ကြောင်တစ်ကြောင်လုံးပြုတ်ပါတယ်လက်နက်တွေအလောင်းတွေကိုယ့်ဘက်ကတော်တော်များများသိမ်းမိပါတယ်စစ်ကြောင်တစ်ကြောင်ကပတ်ဝန်းကျင်နားမှာရှိနေသေးတယ်လို့ပြောပြပါတယ်ခင်ဗျာအဲ့ဒီလိုစစ်ကြောင်တစ်ခုလုံးပြုတ်သွားတာကြောင့်ကျန်းဖက်မြန်မာလေတပ်ကတိုက်လေရင်နဲ့ပဇီရွာကိုဘုံအချင်းချင်းလာရောက်ကျဲချခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီလိုကျဲချတာကြောင့်ရွာမှာလည်းဒီအလုံးကို ကြေမွပျက်စီးသွားတယ်လို့သိရပါဗျ။အရက်ကတက်တော်နဲ့တော်လိုင်းတက်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ခံထားတဲ့နိုင်ငံလေချောင်းရံကာကွယ်ရေးဗျူဟာစခန်းကိုစစ်တပ်ကကာကွယ်ဖို့အခြေအနေမရှိတော့ရာကနေပြီးတော့အခုတက်လာတဲ့စစ်ကြောင်းတွေဟာအဲ့ဒီနိုင်ငံကာကွယ်ရေးထက်ပိမိနေတဲ့စစ်သားတွေကိုကယ်ထုတ်ဖို့ပဲကြိုးစားလာတာဖြစ်နိုင်တယ်လို့နောက်ထပ်အစီအစဉ်တင်ရင်းမြစ်တူကလည်းခမန်းပြောဆိုပါရခင်ဗျာအဲ့ဒီနိုင်ငံတောင်မှာအကြံဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေရိတ်ခါပြက်လက်နေပြီးတော့ ဒီဒီနေ့နေ့လယ်အချိန်လောက်မှာ wine 12 wine 8တို့နဲ့လာရောက်ပို့ဆောင်ခဲ့တဲ့အချိန်ကင်းတောက်လေရင်တည်းကလည်းကင်းတောက်ပြန်တန်းက jet fighter တည်းကအနီးနားနေရာတွေကိုဘုံကျဲနေခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီလက်ရှိနိုင်ကလေချောင်းရံကာကွယ်ရေးစခန်းကိုအေကဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့လက်နက်ကြီးတွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေရှိနေတယ်လို့ကုတ်ကြီးကျေးရွာလမ်းသစ်နဲ့ပဒီကျေးရွာလမ်းအောင်တို့မှာလည်းနှစ်ဖက်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ရကတက်တော်ရဲ့အောက်တိုဘာ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်ထဲမှာလဲဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့နိုင်ငံဗျူဟာကုန်းမှာရှိတဲ့အနှဲငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်ရရှိနေတယ်လို့ပဲကစင်ကလျားထွက်ပြေးနေကြတဲ့စစ်တပ်တပ်ဖွဲ့ဝင်တချို့နဲ့ မိမိတို့ဟာနေရာတချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတချို့မှာစစ်တပ်တပ်ဖွဲ့ဝင်တချို့ဟာအေးအေးစီကိုအလံပြူထောင်လက်နဲ့ချပြီးတော့အလင်းဝင် ရောက်လာတာတွေရှိတယ်လို့တချို့ကိုတိုက်ပွဲအတွင်းမှာလက်ရဖမ်းဆီးမိထားတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တရင်တပုတ်ကတော့ဒီအင်းတော်မှာထွက်ပြေးသွားတဲ့အင်းတော်မျိုးသိမ်းတိုက်ပွဲတွေကစစ်တုံးမှအကုန်လုံးနှီးပါးကိုတော်လိုင်းတပ်ဖွဲ့တွေကပြန်ပြီးတော့ဖမ်းမိတယ်လို့သိရပါပါတယ်ခင်ဗျာ။ တလိုင်းရဲဘော်အဆောင်တွေကိုကြိုးတုပ်ပြီးတော့ထွက်ပြေးသွားကြတဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတုန်းကရာရှိတွေပါတဲ့စစ်ကော်မရှင်စစ်တုံးမှန်းတွေကအကုန်လုံးနှိပါးကိုပြန်လည်ဖမ်းဆီးရမိပြီးတော့တာဝန်ပေါ်ရောက်ခဲ့တဲ့ရဲဘော်တွေကိုလည်းအပြစ်ပေးမယ်လို့တော်လိုင်းတရင်ရေးမြစ်တွေစီကနေပြီးတော့သိရပါတယ်ခင်ဗျာလက်နက်ယူပြီးတော့ထွက်ပြေးသွားတဲ့စစ်တုံးမှန်းတွေကိုပြန်လည်ဖမ်းဆီးတဲ့အခါမှာပြစ်ခတ်ဖမ်းဆီးခဲ့ရလို့တေဆုံသွားတဲ့သူတွေလည်းပါတယ်လို့သိရပါတယ် ဒီအင်းတော်မျိုးသိမ်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးမှမျိုးမြင့်သူတက်ရည်မှု မြင့်မမောင်စုဂျီတူအောင်ဖြိုးထွန်းစစ်စင်ရေးဂျီတူကျော်စိုးဦးစစ်စင်ရေးဂျီတရီဝေဖြိုးဦးကွန်မန်ဒိုတက်စုမှုဝေဖြိုးအောင်စစ်တော်ရေးတက်ခွဲမှုမျိုးမင်းအောင်အမြောက်တက်စုမှုဖုံးထက်အောင်ခွဲမှုကျော်နိုင်စုစေးမှုဟန်လင်းထွန်းဂျီတရီဝေလွင်ဖြိုးမောင်တက်စုမှုအင်းတော်မျိုးကစစ်တပ်တောက်တိုင်အောင်မြင်နိုင်တဲ့ရဲမှုမောင်လှတင့်တို့ဟာပြီးခဲ့တဲ့အောက်တိုဘာ 25ရက်နေ့ကမနေ့ပိုင်းမှာတာဝန်ကျတဲ့ PDF ရဲဘော်သုံးကိုကျူးတုပ်ပြီးတော့တနက်3လနဲ့ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနောက်ဒေါ်လိုင်းတပ်ဖွဲ့တွေကလိုက်လံဖမ်းဆီးခဲ့ရပြီးတော့မနေ့ကအောက်တိုဘာ28ရက်နေ့မှာတော့အရာရှိတွေအပွားဝင်ထွက်ပြေးသွားတဲ့တုံမအကုန်လုံးနှိပါကိုပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့အမီမဖော်လို့သူတရင်ရင်းမြစ်တူကပြောဆိုပါတယ်ခင်ဗျာ ပြေးသွားတာလဲဘုံမှုအဆင့်ဘူကြီးအဆင့်ရဲမှုအဆင့်တွေပဲပြေးတာဆိုတော့မိတာလဲအရာရှိတွေကြီးပဲမိတာပါအကုန်လုံးနေပါပြန်ဖတ်မိတယ်တယောက်နှစ်ယောက်ပဲကြံမယ်ဖန်းစီရမှာပြန်လဲပြစ်ခတ်မှုတွေလောက်ခရလို့အတိဖတ်မိသူတွေလည်းရှိတယ်လို့ဆိုပါတယ်ခင်ဗျာဒီလက်ရှိမှာလဲတာဝန်ပေါ်ရော့သူရဲဘော်အသည်သည်ကိုလဲစစ်ဆေးတာတွေလုပ်ပြီးတော့ထိုက်တန်တဲ့အပြစ်ပေးရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့လဲအမည်မဖော်လို့တဲ့တရင်ရင်းမြစ်တူကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ နောက်ချင်းပြည်နယ်မှာစစ်ကော်မရှင်တပ်ကတိတိင်ကနေတွန်းဆန်ကိုအင်အားများပြားနဲ့စစ်ကြောင်းထိုးနေတယ်လို့ဆိုပါရယ်ခင်ဗျာစစ်ကော်မရှင်တပ်ဟာချင်းပြည်နယ်တိတိင်မြို့ကနေပြီးတော့တွန်းဆန်မြို့ကိုဒီတိတိင်တွန်းဆန်ကာလပန်းအတိုင်းတပ်အင်အားများပြားနဲ့စစ်ကြောင်းထိုးထိုးစစ်ဆင်နေတယ်လို့စီးရေးချင်းနေစောင့်ကြည့်နေသူတွေဒေသခံတန်းကနေပြီးတော့သိရပါရယ်ခင်ဗျာတိတိင်မြို့ခြေဆိုင်ခလာရ268တပ်ရင်းကစစ်ကော်မရှင်အင်အားများပြားဟာမနေ့ကအောက်တိုဘာလ28ရက်နေ့ မနေ့9နာရီဝန်းကျင်မှာတိတိတွန်းတန်ကာလန်ပိုင်းအတိုင်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကဒီနေ့နေ့လယ်တိတိတွန်းတန်ကာလန်ပေါ်မှာရှိတဲ့ဇလွန်ချောင်းတရားထိတ်ကိုရောက်ရှိနေပြီဖြစ်တဲ့ကြောင်းနဲ့လက်ရှိစစ်ကြောင်းကအရှိဆက်တိုးဖို့မရှိသေးဘဲတရားမှာပဲရှိနေသေးတယ်လို့သိရပါတယ်။ဒီစစ်ကော်မရှင်တပ်ဟာတိတိမြို့မှာရှိတဲ့တပ်စခန်းမှာ၄ချောင်းနဲ့၂ရက်ဆက်တိုက်တပ်အင်အားဖြစ်တင်းနေပြီးတော့ တီးတိမ်မျိုးကနေတဆင့်တွန်းတမျိုးကိုပြန်လည်ထိန်ချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်နိုင်တဲ့အကြောင်းစစ်ရေးဆောင်ကြီးသူတွေကတော့တုံ့တက်ထားပါတယ်ခင်ဗျာတီးတိမ်မျိုးကိုအော်တိုဝါ26ရက်29ရက်နေ့ကလေကြောင်းနဲ့နှစ်ရက်သက်တိုက်ဆယ်ချိန်တက်မနဲ့တက်အင်အားဖြစ်တင်ထားသလိုဒီအော်တိုဘလ28ရက်နေ့ကလည်းလေကြောင်းနဲ့တက်အင်အားတွေဖြစ်တင်နေပါတယ်နောက်တဲ့ရင်တို့ကတော့ဒီမစ်ရှင်လုတ်ဖို့သွားတဲ့ PDF တွေနဲ့စေအုစုလက်ကင်းကတွေထိတွေ့ တိုက်ခတ်မှုဖြစ်လို့ဒီကားပေါ်ပါလာတဲ့အကြမ်းဖက်စစ်သား၂ဦးသေဆုံးသွားတယ်လို့သိရပါတယ်ခင်ဗျာဒီစကိုင်းတိုင်းမုံရွာမြို့နယ်မှာမရှင်လုံးဆောင်ဖို့သွားတဲ့တော်လိုင်းတက်နဲ့စစ်အုပ်စုကင်းဘတ်ကားတွေထိတိတိုက်ပွဲဖြစ်ွားတာမှာစစ်တပ်ကနှစ်ယောက်သေဆုံးပြီးတော့တော်လိုင်းတက်တွေအထိကဲမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့မုံရွာခရိုင်ပန်လက်တရင်ထံကနေသိရပါတယ် အောက်တိုဘာ29ရက်နေ့လယ်ပိုင်းကစစ်ရေးဖော်ဆောင်မှုတစ်ခုလှုပ်ဆောင်ဖို့ထွက်လာတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့စစ်အုပ်စုလက်ကင်းကားတွေမြို့တွင်းနေရာမှာထိတ်တိုက်တွေ့ပြီးတော့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မရှင်တော့လောက်တာထိတ်တိုက်တွေ့တာပါသူတို့ကကားသုံးသီးကိုကျွန်တော်တို့ကဆိုင်ကယ်တွေထဲမှာကျွန်တော်တို့နောက်လိုက်လာလို့ကားမှန်တွေပဲရွေးပစ်ခဲ့တယ်ပစ်ခတ်မှုကတိတ်မကြလိုက်ဘူး၃မိနစ်လောက်ပါပဲလို့မုံရခိုင်အမှတ်လေးတိုင်ရင်တရင်နဲ့ပြန်ကြရေးတော်ကမော်စရာက ပြောပြပါရခင်ဗျာတော်လန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာတွေကြောင့်ကားပေါ်မှာပါလာတဲ့အကြမ်းဖက်စစ်သား၂ယောက်နေရာမှာတည်းတိဆုံခဲ့ကြောင်းနဲ့ငကူမရှင်လုံမဲ့အစီအစဉ်မလုပ်ဖြစ်တော့ဘဲဒီအထူးကမရှိဆုတ်ခွာခဲ့တယ်လို့လည်းမုံရခိုင်အမှတ်လေးတက်ရင်တရင်နဲ့ပညာတောင်ကမှော့ဆရာကမောင်းကိုပြောပြပါရတယ်။မုံရခိုင်အမှတ်လေးတက်ရင်အနေနဲ့လက်ရှိမှာအောင်ပွဲဆင်ဖို့ဒီကြီကူစု C4 ဒီကြည်တောင်းကမ်ပိန်းကိုပြီးခဲ့တဲ့စက်တင်ဘာလတရက်ကစတင်ပြုလုပ်ခဲ့ပြီးတော့နိုဝင်ဘာလ30ရက်နေ့ထိလှုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်းသိပေးထားပါသေးတယ်။ဒီအဆိုပါတိုက်ခိုက်မှုကိုမုံရခရံပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းလေးမုံရသဘွိုင်းစနက်မုံရခရံပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်းလေးတပ်ခွဲနဲ့ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်မုံရခရံတပ်ရင်း28တပ်ခွဲစပရင်ဒုတ်တုကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာလို့သိရပါပါတယ်ခင်ဗျာ။ နောက်မရရာကလေချောင်းရံကာကော်ရေးတက်ကိုစစ်တက်ကပြန်ရပ်ဖို့စစ်ချောင်းထုတ်ဖို့ပြင်နေတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြကြပါမယ်။မန္တလေးတိုင်းမရရာမြို့နယ်မှာတော်လိုင်းတက်တွေတိမ့်ပိုက်ထိန်ချုပ်ထားတဲ့စစ်ရေးအရေးပါတဲ့လေချောင်းရံကာကော်ရေးတက်စခန်းနဲ့စေတော်ကြီးရေလောင်တာတမန်ကိုစစ်အုပ်စုကပြန်ထိန်ချုပ်နိုင်ဖို့စစ်ချောင်းထုတ်ဖို့ပြင်နေတယ်လို့လည်းဒေသခံတွေစီကနေပြီးတော့သိရပါဗျာခင်ဗျာ။ တစ်တုံညာနှစ်ကိုစစ်စင်ရေးဒုတိယပိုင်းအတူဖော်ဆောင်ခဲ့တဲ့ရှမ်းမန်းစစ်စင်ရေးမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မဟာမိတ်တပ်တွေကတစ်တုံညာတစ်လေးလေကြောင်းရံကာကွယ်ရေးတပ်အင်ဂျင်မြိုင်တပ်စခန်းဆယ်တော်ကြီးတပ်စခန်းအပါဝင်စစ်ကောင်စီစခန်း40လောက်ကိုသိမ်းပိုက်ပြီးတော့မရယာမြို့နယ်ရှိချမ်းကိုထိန်းချုပ်ခဲ့တာပါဒီလေကြောင်းရံကာကွယ်တပ်ကို PDF တွေတင်ပိုက်ခဲ့တာမှာလက်နက်ခင်ရအများပြားနဲ့စစ်သုံးမအများပြားကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ် ဒါပေမဲ့စစ်တပ်က2025ခုနှစ်နှစ်စံပိုင်းကစပြီးတော့စစ်တနန်းစင်တပ်သားတွေစစ်တပ်လက်အောက်ခံပြည်စော်တီတွေအပါအဝင်တပ်ဖွဲ့ဝင်အားထောင်ချီတုံးပြီးတော့အသေးခံဒရုန်း၄ချောင်းနဲ့လက်နက်ကြီးပစ်ကူအများပြအုံပြုကတံမြန်ထိုးသိမ်းဆင်ခဲ့တာမှာဖျောင်းတောင်ရွှေလုတ်ကွက်အယ်ဖာဘီလက်မီဆက်ယုံအပါစကန်အများပြကို PDF တွေစွန့်လုတ်ခဲ့ရပါတယ်။အခုခါကြာနေတဲ့စကန်တွေတဲက၄ချောင်းရံကာကွယ်ရေးတပ်နဲ့ဆယ်တော်ကြီးကြီးလောင်းတမန်တို့ကိုစစ်တပ်ကပြန်ထိုးသိမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ တံပြန်ထိုးသစ်ဆင်ဖို့အတွက်စစ်တပ်ကကျွန်းပင်ရွာနဲ့တဖန်ကင်းရွာတို့မှာလက်ရှိဆင်ဟာ300လောက်ရောက်နေတယ်လို့ဒေသခံတချို့ကပြောပါတယ်လေချောင်းရံကိုဝင်ဖို့ကတရားရခိုင်နှုံးတေချာသွားပြီသူတို့ဘက်ကစစ်ကြောင်းပေါင်းစုဖွဲ့ထားတာတွေလုံနေတယ်လို့ဒေသခံတကူကဆိုပါတယ်လက်ရှိစစ်တပ်ကတပ်စုဖွဲ့ထားတဲ့ကျွန်းပင်နဲ့တဖန်ကိုင်းရွာဟာလေချောင်းရံကာကွယ်ရေးရေတပ်နဲ့လွန်စုံနှစ်မိုင်မှရှိပြီးတော့ဂျားမာကျေးရွာ300လောက်ပဲရှိနေတာလို့သိရပါတယ် ဒါပြင်စစ်တပ်ကမရယာမြို့နယ်အရှိချမ်းကိုအခုရပိုင်ဘုံကျဲတာတွေပို့လုံနေပါတယ်။အော်တိုဘာလ26ရက်နေ့ကတော့မရယာမြို့နယ်အရှိချမ်းမှာလေကြောင်းတိုက်ခိုက်ခံရပြီးတော့ပြည်သူ၄ဦးသေဆုံးက၉ဦးဒဏ်ရာရှိထားပါတယ်ခင်ဗျာ။အော်တိုဘာ22ရက်နေ့ကလည်းစိတ်သာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကသေဆုံးဒဏ်ရာသူတွေများခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဒီနောက်အေယဝတီမီကူဒီရတနာသင်္ကဒရမိုင်းခွဲခံရပြီးတော့ကျိုးကြတဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်နဲ့သခိုင်းတိုင်းရှူဘူးမြို့နယ်ကိုဆက်သွယ်ထားတဲ့အေယဝတီမီကူဒရရတနာသင်္ကဒရကိုအောက်တိုဘာ28ရက်နေ့ည7:00နာရီလောက်မှာမိုင်းခွဲခံရပြီးတော့ကျိုးကြသွားခဲ့တယ်လို့ဒေသခံတွေကနေသိရပါတယ်ခင်ဗျာ။ မိုင်ခွဲခံရတာကြောင့် AOD မိကုဒရရဲ့စင်ကူးမျိုးနယ်ပဲအချမ်းချင်းကတ်ဒရာနဲ့ဒရာတိုင်၃ခုမြောက်နေရာမှာကျူးကျခဲ့တာဖြစ်ပြီးတော့ခီးသွွားတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်ဒီဒရာနှစ်ဖက်မှာတစ်ဖက်တစ်ချက်စီနေရာယူထားတဲ့ဒရာပါခီးသွွားထိခိုက်တာမရှိဘူးလို့ဒေသခံကာကွယ်တပ်ဖွဲ့ဝင်တူကလည်းပြောပါတယ်အဲ့ဒီတရားရဲ့တစ်ဖက်တစ်ချက်စီစင်ကူးနဲ့ကြောင်မြောင်းမျိုးတွေမှာစစ်ကော်မရှင်တပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေအတီးတီးစိုးမိုးတဆွဲနေကြတာဖြစ်ပါတယ် နံပါတ်၄နဲ့၅နဲ့ကြာကျိုးတယ်၇နဲ့၆နဲ့ကြာကျိုးတယ်ဈာမှာကြံခဲ့တာလည်းရှိတယ်ရှင်ကူးကလာရင်တော့၇နဲ့၆ဈာနဲ့၅နဲ့၄ကြာပေါ့ဒီတရားကတကယ်မိန်တရားကြီးမန္လေးနဲ့သကိုင်းဆက်ထားတာကိုလို့ကြောင်မြောင်မျိုးကတူကပြောပြပါတယ်ဒီတရားမိုင်းခွဲခံရလို့အများပြည်သူလူမှုရေးစီးပွားရေးဂျမားရေးကိစ္စတွေအပါအဝင်ခက်ခဲပေါက်များစွာရှိလာမှာဖြစ်တယ်လို့အဲ့ဒီမျိုးကတူကဆိုပါတယ်ခင်ဗျာအဲ့ဒီတရားဟာ ဒီ2480ပြည်ရှိတဲ့တန်ကူကွန်ကရစ်ဒရမျိုးစားဖြစ်ပြီးတော့တိဆောက်ဆဲကာလ2012နိုဝင်ဘာလမှာငလျင်ကျောက်ပြိုကျပစ္စည်းမှုဖြစ်ခဲ့သေးပြီးတော့2013ခုနှစ်ဇူလိုင်လမှာစတင်ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာအော်တိုဘာလ29ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်